AI လောကကိုပထမဆုံးအာဏာပေးလိုက်တဲ့အယ်လီနီယာလွှတ်တော်ဒါကတော့ပြီးခဲ့တဲ့ရပိုင်းအတွင်းလူမှုကွန်ရက်ပေါ်မှာအတော်လေးလူပြောများခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့တိုးတက်ဖွံ့ဖြိုးလာတဲ့ခေတ်ကြီးမှာတော့တာမန်လူတွေရဲ့အုံနောက်ဟာညံရီတုအဖြစ်တီထွင်ဖန်တီးထားတဲ့ AI တွေကိုရှင်းနိုင်မှာမဟုတ်ကြောင်းနဲ့စီမင်းစည်းကမ်းတွေကိုပို့ပြီးတော့လိုက်နာနိုင်ကြောင်းခံယူထားခဲ့ပေမယ့်အယ်လီနီယာနိုင်ငံရဲ့လွှတ်တော်မှာတော့လွှတ်တော်အမတ်အကုန်လုံးကိုမျက်ကုံးလှုပ်အောင်လို့လုပ်ခဲ့ပြီးပဲဖြစ်ပါတယ် အဲ့ဒါကတော့ AI အဖြစ်တီထွင်ဖန်တီးထားတဲ့စရုပ်တရုပ်ကိုဝင်ကြီးချုပ်တယောက်မှရှိသင့်ရှိထိုက်တဲ့စီမင်းတွေဘ ഹു သုဒရေအကုံလုံးကိုထည့်သွင်းပေးပြီးပြည်내တစ်ခုလုံးကိုအုပ်ချုပ်နိုင်မှုဝင်ကြီးချုပ်ယာဒူးအဖြစ်နဲ့ခန့်အပ်ခဲ့လို့ပဲဖြစ်ပါတယ်။ AI ဝင်ကြီးရဲ့နာမည်ကတော့ DLR ဖြစ်ပြီးတော့ပြီးခဲ့တဲ့လွတ်တော်အစည်းအဝေးမှာ DLR ကိုပါလီမန်အမတ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတော့တယ်။ DLR အစိုးရရဲ့ပစ္စည်းဝယ်ယူရေးကိုတာဝန်ယူရမှာဖြစ်ပြီးနိုင်ငံကအကျဉ်းပြတ်လက်စားမှုတွေကိုတိုက်ဖြတ်ပေးမယ်ဆိုတဲ့အကြောင်းအစည်းအဝေးမှာကတိကဝေးပြုခဲ့ပါတော့တယ်။ လူသားအမတ်တွေအနေနဲ့ကတော့သူတို့လိုခန်းစားချက်ပိုင်းဆိုင်ရာမှာရောအသိပညာမှာရောတိုးတက်သူတွေကိုစေယုတ်တရုတ်ကအုပ်ချုပ်တော့မယ်လို့သိရတဲ့အခါမှာတော့ရုံရင်ဆန်ခတ်နဲ့ညှင်းဆိုကြပင်မယ်။အေဘီနီးယားဝန်ကြီးချုပ်ကခိတညီသက်ပေးဖို့ကိုသာတောင်းဆိုခဲ့ပါတော့တယ်။ဆိုတော့လူကြီးမင်းတို့အနေနဲ့လည်းအေဘီနီးယားမှာပထမဆုံးအာနာပီးရခဲ့တဲ့ AI စေယုတ်နဲ့ဒီအမတ်တွေနဲ့ရေရှိမှအံဝင်ခွင့်ချဖြစ်နိုင်ပါမလားဆိုတာကိုပြောပြသွားကြပါဦးဗျာ။